ယူကရိန်းကိုတိုက်ခိုက်နေတာတွေတော်သင့်ပြီလို့ရုရှားသမ္မတပူတင်ကိုရည်ရွယ်ပြီးအမေရိကန်သမ္မတထရမ့်ကလူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။ဧပြီ23ရက်နေ့ကယူကရိန်းရဲ့ KF မြို့တော်ကိုရုရှားကဒုံးကျည်တွေဒရုန်းတွေအလုံးအရင်အသုံးပြုပြီးတိုက်ခိုက်ခဲ့တာကြောင့်လက်ရှိအချိန်အထိ12ဦးသေဆုံးပြီး အပြက်အစီးတွေအောက်ပိတ်မိနေသူတွေကိုဆက်လက်ရှာဖွေနေရသေးပါ။ရုရှားနဲ့ယူကရိန်းကြားကစစ်ပွဲကိုရပ်ဆိုင်းသွားအောင်ဂျာဝင်စိတ်ဆက်ပေးမယ်လို့ကြွေးကြော်ထားတဲ့ထရမ့်က အခုတိုက်ခိုက်မှုအပြီးမှာတော့ရှာရှာပါပါအခြေအနေဖြစ်ပူတင်ရဲ့လောက်ရက်ကိုအတိအလင်ဝေဖန်တားမြစ်တာမျိုးသူထူထောင်ထားတဲ့လူမှုကွန်ရက်မီဒီယာ truth မှာရေးသားထားပါတယ် Kiev ကိုရုရှားကတိုက်ခိုက်ခဲ့တဲ့ကိစ္စအတွက်သူမပြောနိုင်ကြောင်းရုရှားကဒါမျိုးလုပ်ဖို့မလိုသလိုအခြေအခါကောင်းလည်းမဟုတ်ကြောင်းတပတ်ကိုစစ်သား9000လောက်တင်နေတဲ့အခြေအနေမှာငင်းချရေးသဘောတူညီချက်ရအောင်လုပ်စေခြင်းကြောင့် Trump ကရေးသားထားခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ post ထဲမှာတော့ Vladimir ရေတော်တော့ဆိုတဲ့စကားစုကိုပါ ထရမ့်ကထည့်သွင်းထားခဲ့တာပါအင်ဖြူရောမှာသတင်းတောက်တွေနဲ့တွေ့ဆုံတဲ့အချိန်မှာတော့ထရမ့်ကသူ့ရဲ့အဆိုရဟာရုရှားအပေါ်အများကြီးဖိအားပေးနေတယ်လို့အခုတိုက်ခိုက်မှုအတွက်အရန်စိတ်ပြတ်မိတယ်ဆိုတဲ့အကြောင်းထက်လောင်းပြောကြားသွားပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းညှိနှိုင်းဆွေးနွေးမှုတွေမှာတိတာတဲ့တိုးတက်မှုတွေကြီးကြီးမားမားရှိနေပြီးရုရှားဟာစစ်ပွဲကိုရပ်ဖို့ယူကရိန်းတနင်္ဂနွေကိုသိမ်းယူတဲ့အခြေအနေအထိရှေ့မတိုးဖို့လိုက်ရောလိုဟန်တွေထင်းထင်းရှားရှားပြသထားတယ်လို့ထရမ့်ကဆိုပါတယ် ဒါအပြင် American ဟာ Ukraine အစိုးရကိုလည်းဖိအားပေးနေတဲ့အခြေအနေတွေရှိနေပါတယ်။ American နိုင်ငံသား၏ဝန်ကြီး Marco Rubio ကနောက်ထပ်ဆွေးနွေးမှုတွေကိုအခုသတင်းပတ်ကုန်မှာဆက်လက်လှုပ်ဆောင်ဖို့စီစဉ်ထားကြောင်းပြောကြားခဲ့ပါတယ်။ Ukraine စစ်ပွဲကိုအမြန်ဆုံးရပ်ဆိုင်းစေမယ်ဆိုတာက Trump ရဲ့ရွေးကောက်ပွဲချိုကတိတစ်ခုဖြစ်ပေမဲ့လက်ရှိအခြေအနေတွေအရနှစ်ဖက်ကြားကလူလာချက်တောက်ဆိုချက်တွေကြောင့်ညှိနှိုင်းမှုတွေမှာကြန့်ကြာတာတွေအခက်အခဲတွေကိုရင်ဆိုင်နေရဆဲဖြစ်ပါတယ်ရှင်။